ဇလင်းအစမှာတော့ရှုပ်ထွေးလာရဲ့လောကကြီးထဲမှာထူးခြားတဲ့သူတွေနဲ့တက်ဖြတ်ခြင်းတွေကြားတွေက ပြန်လည်နှူထလာတဲ့သူတွေရပါတော့တခြားတစ်ပါးကုန်မှပြန်လည်ဝင်သားခဲ့ပါရင်နှူထလာလာခြင်းမှာတော့ဘေးရမှာတလန်တလန်နဲ့သွေးရည်ပါပီနေခဲ့ပြီးတော့ခဲရင်ဆိုတဲ့ကောင်လေးတယောက်ဒီရောက်နေခဲ့ပြီးရဲ့နောက်သူကိုယ်တိုင်ကလည်းဘယ်နေရာကြောင့်မှမသိဖြစ်နေခဲ့ပါရင်ခဲလင်ကတမိုင်းဌာနမှာပွဲရခဲ့ပြီးတော့အကူနှင်းညီမဖြစ်သူတွေနဲ့အတူတူနေတိုင်းကပွဲရကာသာဖြစ်ပေမဲ့ချီအောင်စာပေတော်တော်များများကိုကြွညံ့လာဖတ်တတ်ပါရဲ့ အဂီတိုနဲ့ဆိုတဲ့မိသားစုရဲ့စာအုပ်တအုပ်ကိုလည်းဆန်နာခဲ့ပြီးရဲ့နောက်ထူးဆန်းတဲ့အရာတွေကိုရေးသားခဲ့ပြီးတော့နောက်ဆုံးမှာတော့အလုံးတည်ဆောင်ရမယ်ဆိုတဲ့စာသားတစ်ခုပါပါနေခဲ့ပါတယ်။ညီမပြည့်သူနိုးရရဲ့အချိန်မှာတော့ဘိနာတနက်ကိုမြင်သွားမှစိုးရိမ်နေတဲ့အတွက်ကြောင့်ဖျောက်ထားခဲ့ပြီးတော့ခဲရင်ကတော့သူ့ကိုယ်သူတတ်တည်ခဲ့တာဖြစ်ခဲ့ပေမယ့်ဘာကြောင့်လဲဆိုတာစဉ်းစားမရပဲဖြစ်နေခဲ့ပါတယ်။ သူရဲ့စိတ်ဝိညာဉ်ကိုညောင်းခြင်းကြောင့်ခင်ရဲ့ခန္ဓာကိုယ်မှာနှထင်ရမှာပေါက်နေခဲ့တဲ့ထင်ရကအကောင်းတိုင်းပြန်လည်ဖြစ်သွားခဲ့တာမလို့တာမန်ပုံစံပဲဖြစ်နေခဲ့ပါတယ်မြမပြည်သူကြောင်းသွားတဲ့အချိန်မှာခေလင်းလင်းသူ့နာတနက်ကိုကောက်ယူပြီးထွက်လာခဲ့ကအပြင်ကိုစားပြတ်ထွက်ဝင်ရင်းနဲ့အနောက်ကနေသူတယောက်လိုက်လာခဲ့တာမလို့ခတ်တော့တော့ထွက်လာခဲ့ပါတယ်။ကျန်နေရအမြင်မြန်သွားရင်းနဲ့နေရာတစ်ခုကိုရောက်တော့တာရော့ဆီယာမတယောက်နဲ့တွေ့ခဲ့ပြီးရင်တော့ခေလင်းကလည်းရှေ့ပြစ်ဖို့ဟောပြီးပါလို့ပြောခဲ့ပါတယ်။ တာရော့ကတ်ကိုစိတ်ဆေးပြီးတဲ့အချိန်မှာတော့မိုင်မဲသူဆိုတဲ့နတ်ဆိုကတ်ကိုရရှိလိုက်တဲ့အတွက်ကြောင့်တာရော့သဘောအရဆိုရင်တော့တုံညာကတ်ဖြစ်ပြီးတော့အရာရာကိုအစကနေစတင်ရမယ်ဆိုတော့ပြောပြပါရင်ခေလင်းကလည်းနောက်ကနေလိုက်လာတဲ့သူမျက်ရှိပြန်အောင်ဆိုပြီးထွက်လာခဲ့တဲ့အချိန်မှာတော့အိမ်ငယ်ရောက်တဲ့အခါမှာအရင်ကဘာကိုပြန်သွားခြင်းတဲ့အတွက်ကြောင့်ဝိညာဉ်ကူပြောင်းခြင်းကိုစတင်လှုပ်ဆောင်ခဲ့ပါတယ် အရက်လေးမျက်နှာစလုံးမှာတူစားရတဲ့အားကြီးကိုစောင်းနေကိုထားခဲ့ပြီးရဲ့နောက်မှာတော့ဂါရီနဲ့ပတ်လေရွတ်လိုက်ကအနီနာတဝိုက်မှာဆာရွက်တီလွင့်ပြန်သွားတာလွင်ဘာမှထူချမှုမရှိဖြစ်ခဲ့ပါရင်ခဲတင်းကတော့အလုံးမဖြစ်ဘူးလို့ထင်ခဲ့ပေမဲ့ကောင်းနေရရုတ်တရက်ကြိုက်လာခဲ့ပြီးတော့ဘေးနားပတ်ဝန်းကျင်နဲ့ပြောင်းလဲသွားခဲ့ကအနီရောင်လိုက်အောင်ရေရောက်ကိုရောက်သွားခဲ့ပါရင် ခင်ရောက်သွားခဲ့တာကတော့ဘေးပတ်ဝင်ချင်းမှာမှောင်မိုင်းနေခဲ့ပြီးတော့သူ့ရဲ့အရှင်ကဘာမဖြုတ်ဘဲနဲ့ဘယ်နေရာမှမသိပဲဖြစ်နေခဲ့ကအမောင်သူကခေါ်ဆောင်သွားတာခံခဲ့ရပြီးတော့သူနဲ့အတူတူနိုးထလာပြီးသူစင့်ကော်ရဲ့ဝိညာဉ်ကူပြောင်းသူနှစ်ယောက်လည်းရောက်လာခဲ့ပါကျောက်လာရင်နေရောက်ကတော့ခင်ရဲ့စစ်ကော်ဘိုးကြောင့်ရလာတာဖြစ်ပြီးတော့ခင်ပြောတဲ့စကားတခွန်းကြောင့်ပဲအဆောက်အဦတွေကဘေးဘက်ပတ်လည်မှာသူ့ဟာသူတိဆောက်ခဲ့ပါတယ်။သူကိုယ်တိုင်ဗန်နီနီရဲ့နေသူဖြစ်ပြီးတော့မယုံကြည်နိုင်ဖြစ်နေခဲ့ကနှစ်ယောက်လုံးကိုလည်းသူ့ရဲ့ရှေ့ကိုခေါ်ထားလိုက်ပါတယ်။ ခဲလင်းကတော့ပလင်မော်မှာထိုင်လိုက်ခဲ့ပြီးရင်တော့သူ့ကိုယူသွသူလို့ခေါ်နိုင်ကြောင်းပြောခဲ့ပြီးတော့အားလုံးကိုထိုင်ခိုင်းခဲ့ပါတယ်။ခဲလင်းကလည်းနှစ်ယောက်လုံးကိုဆင့်ခေါ်ထားခဲ့တာစံတမ်းမှုတစ်ခုလောက်တာဖြစ်ပြီးတော့သူကိုယ်တိုင်ကလည်းဒီလေးဝက်စံကြဲခြင်းနေနဲ့အိမ်ရန်ဖို့ရာအတွက်ကူညီပေးနိုင်မယ်ဆိုတော့တည်နေခဲ့ပါတယ်။ ကေလင်းကလည်းအခုစံတမ်းမှုတစ်ခုလုံးမှာပြပြီးတော့အပတ်တိုင်းမှာတနင်္လာနေ့ညနေ3:00နာရီတိုင်းမှာပြေဆောင်ရမယ်ဖြစ်ကြောင်းပြပြခဲ့ကကေလင်းရဲ့အိမ်ကြီးရဲ့ကိုကလည်းတစ်ဖက်မှာလူလာနေလို့ခေါင်းနှိပြန်ကြိုက်လာပဲပြီးတော့တစ်ဖက်မှာပြန်နိုးထလာခဲ့ပါကဲရင်ကတော့သူအိပ်ပျော်သွားခဲ့တာကြောင့်ဝိညာဉ်ကူပြောင်းနိုင်စွမ်းရှိပြီးတော့နိုးလာတဲ့အချိန်မှာသူ့နောက်ကိုလိုက်နေတဲ့သူတယောက်ကအပြင်မှာစောင့်နေရပါတယ်။သူတို့တွေကရဲထန်တာဖြစ်ကြောင်းပြောပြခဲ့ကလက်ရှိကဝင်လာခဲ့ပြီးတော့နားမှာရှင်းမှုလေးပါလာခဲ့ပါတယ်။ ခင်ရင်ကတော့သူနားမလည်နိုင်ခဲ့တာကခန္ဓာနဲ့ဝစ်တူကအခင်းဖြစ်ပေါ်တဲ့နေရာမှာတင်ညာရေးတည်ဆောင်းသွားခဲ့ပြီးတော့တက်တည်ခဲ့တာလားလို့ပြီးတော့သူတို့ကိုယ်တိုင်လင်းစစ်ဆေးမှုအရဆိုရင်တော့အမှန်ပဲဖြစ်ကြောင်းပြောပြခဲ့ပါတယ်ဆလုံးပြီးတနက်တက်လက်လေးပြဆောင်နေရဖြစ်ပြီးတော့ခေရင်ကလည်းတနက်ရှိတဲ့နေရာကိုပြောပြလိုက်ခဲ့ပြီးဟာအဲ့ဒီညသူနာထလာတော့ဟာတနက်ကလည်းဘေးမှရှိပြီးတော့သူ့ရဲ့ခန္ဓာကိုယ်ကလည်းစပွဲပေါ်မှာလဲနေကြအောင် ရှင်းပြခဲ့ပြီးအဲ့ဒီကလေးကမှတ်ညံတဆူကလည်းပြဆောင်နေကြအောင်ပြောပြခဲ့ပါတယ် ဒါပေမဲ့ဒီမှုပြီးကျင်တယ်ဆိုရင်တော့ကျွမ်းကျင်ပညာရှင်တွေရဲ့စိတ်ဝိညာဉ်အဆင့်ကိုကြော်ပြနိုင်မှုရမှာခင်ကိုပြောပြခဲ့ပါမယ်။မယ်ချက်ကတော့အခုလိုကိစ္စတွေကအသက်ရှင်တွေကထူးဆန်းနေခဲ့ပြီးတော့ဒီလိုထူးဆန်းတဲ့အရာမျိုးနဲ့တွေ့ကြုံတဲ့သူတိုင်းကအသက်ရှင်တာမျိုးမရှိခဲ့ကြအောင်ပြောပြီးတော့ထွက်သွားခဲ့ပါအပြင်ဘက်ရောက်တော့ကလေးတယောက်ကပါမုံကိုလူပြီးထွက်ပြေးနေရကြောင်းလိုက်ခန်းနေရင်းနဲ့မြင်းကိုဆွဲလိုက်မိတဲ့အတွက်ခြောက်ကုန်နေတဲ့အချိန်မှာအခွင့်အရေးရပြီဆိုပြီးတော့ခင်လင်းထွက်ပြေးခဲ့ပါတယ် ဖက်ပြီးနေရင်ဘေးနားမှာအရာဝိတ္ထုတွေကပုံမှန်မဟုတ်တော့ဘဲနဲ့လေပေါ်မြောက်တက်လာခဲ့တာအကောင်လုံးလွင့်မြန်သွားတဲ့အချိန်မှာတာလွန်သူတရားရောက်ရှိနေမယ်ဆိုတာခံစားခဲ့မိပါတယ်။တာလွန်သူဆိုတာကတော့အစမ်းတစ်ခုခုရှိပြီးတော့စိတ်ဆွာကြွန့်ကျင်သူမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ခေရင်ကလည်းဂျာရင်မှာထိန်းချုပ်ခံလိုက်ရတာကအနည်းအောင်ရှိရဲ့လိုင်းအောင်အောက်ကိုရောက်သွားခဲ့ပါတယ်။ အိမ်မရောက်သွားတဲ့အခါမှာတော့သူ့ရဲ့အချိန်မှာအစောပိုင်းရောက်လာရင်စစ်စီရဲ့အရာကြီးတန်းရောက်လာခဲ့ပြီးတော့ညဘက်မှာကမင်းထင်လာတဲ့သူတို့တွေကပိုဆာကြီးကြောင်ပြပြခဲ့ပါရင်စတင်ထိန်းချုပ်ခံလိုက်ရပြီးတော့တာလွန်စင်ဖြစ်နေတဲ့သူတွေကနောက်ကနေမိမတယောက်ပါရောက်လာခဲ့ကပါဇက်ကိုပိတ်ထားခဲ့ပြီးတော့သူတိထားရပြောပြဖို့အတွက်ပြောပါရင် ဒီလိုနဲ့စိတ်ကိုတည်ငြိမ်အောင်ထားကားလိုက်ပြီးတော့စိတ်သွားကြွန့်သည့်လူတွေဖြစ်တဲ့အတွက်ကြောင့်မလို့ခဲ့ရင်ကိုနည်းနည်းမျိုးမျိုးနဲ့ဝင်ရစစ်စီခဲ့ပြီးတော့အကြောင်းအရာအားလုံးကိုမေးပြမလို့ပဲစိတ်ထဲကိုဝင်ကြည့်ပြီးတော့ဖတ်ခဲ့ပါတယ်ဒီလိုနဲ့ခေရင်ကြော်ဖြတ်သွားနိုင်ခဲ့ပြီးရင်တော့ဖြစ်ပြတဲ့ရဲ့မူကင်းတွေကသူ့ကိုတဏ္ဍာနဲ့ပြစ်ခဲ့တာဖြစ်ခဲ့ပေမဲ့မှန့်ညာတချို့ကတော့ပျောက်ဆုံးနေခဲ့ကြအောင်ပြောပြခဲ့ပါတယ်။သူနဲ့အတူတူတည်ဆုံသွားရင်နှစ်ယောက်ရှိနေခဲ့ပြီးတော့ခေရင်ရဲ့ဝိညာဉ်လိုမျိုးထိန်းချုပ်ရခတ်ကြအောင်လည်းရှင်းပြခဲ့ပါတယ်။ အာဒီခိုနယ်ဆိုရင်စာအုပ်ကိုလည်းမတွေ့သေးသေးတော့ဒီနေ့အောင်ကထူးဆန်းတဲ့ဖြစ်ရပ်တွေနဲ့နီးကပ်နေမှာဖြစ်ကြအောင် ပြောပြခဲ့ကတကယ်လို့မှခင်ဝင်းစိတ်ဝိညာဉ်စာအုပ်ကိုထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင်တော့သူတို့ရဲ့အဖွဲ့တွေဝင်ပြီးတော့တာလွန်သူတရားဖြစ်လာနိုင်အောင်ကြိုးစားပါလို့ပြောပြခဲ့ပါတယ်တာလွန်သူဆိုတာကလူတော်ကတွေမှာထူချားရဲ့စွမ်းရည်တွေကိုတတ်သုံးခဲ့ကြပြီးတော့တာလွန်စွမ်းအားတွေကိုပိုင်းဆိုင်ထားကြပါတယ်။ဒူတက်မှုလမ်းကြောင်းတွေက22လမ်းတွေလောက်ရှိခဲ့ပြီးတော့နံပါတ်စင်ကိုဝါစာပြီးတော့ပုံမှန်နှိမ့်လာလေးလေးစွမ်းအားကပုံမှန်မြန်မာလာလေးပဲဖြစ်ပါတယ်။ တိုးတက်လာလေတဲ့အဆင်ကပုံမမြင်မလာပြီးတော့အဆင်နေဆုံးသူကနဗျားရီနဲ့တက်ခိုင်းနေသွင်းရရှိတဲ့အထိအစွမ်းထက်ကြပါရင်ခေတင်ကတော့သူ့အဖွဲ့စီရဲ့ခုနှစ်အဖွဲ့စီမှာဝင်လိုက်ခဲ့ပြီးရင်တော့ကြံပြောရတဲ့စကားအကြတော့သူတို့အဖွဲ့တွေဝင်ပြီးသားသူဆိုရင်တာလွန်သူတရားဖြစ်နိုင်ပါလားလို့ပြောရတဲ့အတွက်ကြောင့်မလို့ခေလင်ကတော့ကန်နီယာပြင်ကြားကိုတင်ပေါ်အတွက်ထွက်လာခဲ့ပါရဲ့ ြောရင်းနေရာရောက်သွားတဲ့အချိန်မှာတော့အရက်ကိုတောင်းရင်ကြပြီးနောက်မှာတော့ရရဆက်ဆက်တက်ပွဲကြီးလည်းရှိနေခဲ့ကြတာသူတို့ရှင်းရှင်းထိုးတက်နေကြအောင်လည်းတွေ့နေခဲ့ပြီးတော့ရှံပွဲကြီးနေတာပြည့်နေတဲ့နေရာတစ်ခုကိုတွေ့လဲရပါတယ်ကောင်နာကိုကြီးကြောက်တော့ပြောကြည့်ရဲ့အချိန်မှာခဲလင်ကိုမင်းကြိုက်တဲ့နွားတို့ကဒီမှာရောင်းတာမဟုတ်ကြောင်းပြန်ပြောခဲ့ပါရင်တန်းဆိုတဲ့နာမည်ကိုပြောလိုက်တဲ့အတွက်ကြောင့်မလို့သဘောပေါက်သွားခဲ့ပြီးတော့ခေါ်လာခဲ့ကကောင်နာကောင်မလေးစီရောက်သွားခဲ့ပြီးတော့ခေါင်းဆောင်တန်းခေါ်ထားတာဖြစ်ကြောင်းပြောပြပါရင် ကယ်လင်ရောက်သွားတဲ့အချိန်မှာတော့ဂျန်ကလေရေတပ်ဖွဲ့စာချုပ်တစ်ခုကိုပေးလိုက်ပြီးရင်တော့မင်းအဖွဲ့ရဲ့ဝင်မှုတည်ကြရဲဆိုရင်တော့စာချုပ်မှာရေးဖို့အတွက်လက်မှတ်ထိုးဖို့ပြုလိုက်ပါကယ်လင်လေလက်ခံလိုက်တာကြောင့်အဖွဲ့စည်းရဲ့လက်မှတ်နဲ့ပဲအဖွဲ့ခွင်ရဲ့အဖွဲ့တကာဝန်ဖြစ်သွားခဲ့ပြီးရဲ့အချိန်မှာဒီအဖွဲ့ထဲမှာဆိုရင်တော့အတက်အအနေဆုံးရှုံးနိုင်တာမလို့တတိထားဖို့အတွက်ပြောခဲ့ပါတယ်။ ခေလင်ကိုတော့အဖွဲ့စည်းရေးမှာတာလွန်ချင်းအနေရယ်ကိုမထိန်ချုပ်နိုင်လို့အသက်ဆုံးရှုံးသွားခဲ့တဲ့တဦးချင်းစီတိုင်းရဲ့နာမည်တွေကိုပြသခဲ့ပြီးတော့ပုံမူလေးချင်းဖို့အတွက်တတိပေးခဲ့ပါတယ်။အရင်တနေ့ကခေလင်ရောက်သွားခဲ့တဲ့နေရာကနပရရဲ့လမ်းစဉ်တွေဖြစ်ပြီးတော့သူတို့အဖွဲ့စည်းရဲ့လမ်းကြောင်း၄ခုရဲ့အစပိုင်းကနံပါတ်၉အဆင့်မော်ဖြစ်ကြောင်းပြောခဲ့ပါတယ်။အဲ့ဒီဆေးရလေးရှိပြီးတော့လမ်းကြောင်းတွေကအများကြီးရှိတာမလို့အရင်ဆုံးကိုယ့်ရဲ့အာသာချက်ကိုရွေးချယ်ဖို့အတွက်ဂမ်ဘီယာအခန်းကအဖို့တရားစီသွားပြီးတော့နားနေအောင်ကြိုးစားဖို့ပြောခဲ့ပါတယ်။ ဘယ်လိုပဲဆေးကိုပဲရွေရွေလမ်းကြောင်းအတွက်ဆိုရင်တော့ကမ်ဘီယာအသိပညာကတိရမှာဖြစ်တဲ့အတွက်ကြောင့်လေးလာခိုင်းနေခဲ့ပါတယ်။ကမ်ဘီယာအဖိုးစီတွားရဲ့အချိန်မှာတော့လမ်းကြောင်းကိုကနေထွက်လာခဲ့ပြီးရင်တော့ခဲတင်ဆိုတဲ့နာမည်ကိုကြားခဲ့ပူပြီးဖြစ်ပြီးတော့အပွဲမူရင်ဂျန်ကနေကြားခဲ့ပူကြောင်းပြောပြပါတယ်။သူကိုနေရလို့ခေါ်လို့ရပြီးရင်တော့လောလောဆယ်တော့လမ်းကြောင်းရွေးချယ်ခြင်းကိုတည်တင်းတလောက်ရှင်းပြမယ်လို့ပြောပြီးတော့သူရဲ့စာရဲစာရဲတွေကိုအရင်သင်ခိုင်းပါတယ်။ နေကြီးကတော့မော်စီလုံးကိုတည်ခြင်းနဲ့ဆိုရင်တော့အကြီးကြီးလေးယုံကြည်ပါလို့ပြောခဲ့ပြီးအားလုံးရှင်းပြမယ်ဖြစ်ကြောင်းပြောခဲ့ပေမယ့်ခေလင်းကတော့တာတော့ဆရာလမ်းကြောင်းကိုရွေးချယ်လိုက်ပြီးဖြစ်ကြောင်းပြောပြလိုက်ပါတယ်။နေဒီကတော့လမ်းဆောင်ရွေးချယ်တယ်ဆိုတာကမော်စီကိုမတောက်ခင်ဖြစ်ပြီးမော်စီကိုတောက်ပြီးတာနဲ့ပြန်လည်ရွေးချယ်လို့ရမှာမဟုတ်တော့ကြောင်းပြောပြပါတယ်။နေဒီရဲ့စတင်ဖို့အတွက်ပြောလိုက်က မော်စီရီကိုကမ်ဘီယာဆန်လန်ဖော်ဆက်လိုက်ခဲ့ပြီးရင်နောက်စီရီကိုဆက်ပြီးလိုက်ကခေလင်းတောက်ဖွဲ့ဝဲအတွက်တော်လေးကိုကြောက်ရွံ့နေခဲ့ပါတယ် ညာအီကတော့မကြဖို့အတွက်ပြောနေခဲ့ပြီးတော့မတူရဘူးလည်းရှင်းပြခဲ့ပြီးရနော်တောက်လိုက်တဲ့စီရီကသွေးကြောတဲ့ထိစိတ်ဝင်သွားခဲ့ကမော်စွာရင်မြစ်တွေပါယူဆိုင်လာခဲ့ပါနောက်တစ်ဆင့်အနေနဲ့မရှိတဲ့အရာတခုကိုစိတ်ကူးခန်းကြည့်လိုက်ပြီးရင်တော့နေကြီးကတော့ပတ်ဝန်းကျင်မှာထူးခြားလာပြီးဖြစ်လာတော့မှမလို့အသီးစိတ်ကိုထိန်းချုပ်ဖို့အတွက်ပြောခဲ့ပါဗျာ။ ခင်းနေကလေးဒုံကြီးကိုပုံပေါ်လိုက်ပြီးရင်တော့လူတွေရဲ့အမြင်မှာတော့ဘာမှမြင်မနေရဘဲနဲ့ကျိန်တွေကိုသာတွေ့နေရတာကခင်းရဲ့တိစေတွေကထိန်းချုပ်ရခတ်နေသေးရမလို့ပတ်ဝန်းကျင်မှာပုံမထူးခြားတာကြီးဖြစ်လာခဲ့ပါတယ်ခင်ရင်ကလေနေကြီးကိုကြည့်လိုက်တဲ့အချိန်မှာတော့အကြောင်းအရာတွေပါမြင်နေခဲ့ရတာမလို့အဲဒီအရာကတဆင့်ရတမ်းမကြီးလက္ခဏာကိုတွေးရှိနိုင်ကြအောင်ပြောပြပါရစေ။ ဒါပေမဲ့နောက်ဘက်မှာတော့ကြောက်ကြကောင်းတဲ့မျက်လုံးကြီးတွေပါမြင်နေခဲ့ရတာမလို့နေကြီးကလည်းအခမ်းအနားမော်ရဲ့တင်ကြီးတိုင်းဖြစ်ကြောင်းပြောခဲ့ပြီးမစိုးရိမ်ဖို့အတွက်ပြောခဲ့ပါနေရတော့ဆိုရင်တော့မထင်းရှောင်းနိုင်ခဲ့လို့လေကားပေါ်အောင်ပြုတ်ကျခဲ့ရပြီးနေကလည်းဝိညာဉ်အစွမ်းတွေကိုပိတ်ရှင်နေဆိုရင်တော့နှစ်ဖူးကိုနှစ်ချက်ပုတ်လိုက်လို့ဖြစ်ကြောင်းပြောခဲ့ပါတယ်။ပြီးတော့ဝိညာဉ်အသေးစိတ်မော်ကိုပါတုံနိုင်နာမလို့အထောက်ပံ့ပစ္စည်းတွေနဲ့တုံလို့ရကြောင်းပြောခဲ့ပြီးမမြင်သင့်တဲ့အရာတွေကိုတော့မကြည့်ဖို့အတွက်မာလာခဲ့ပါတယ်။ ကျန်းကလည်းကျန်းကအားလုံးကိုရှင်းပြခဲ့ပြီးကပေါင်နေပေးပြီးတော့တပတ်စာကိုပါကျူထုတ်ပေးခဲ့ပြီးရနာမှာတော့သူကိုယ်တိုင်လည်းစင်ရဲသားဘဝလွတ်တော့မှာမလို့ပြောနေခဲ့ပါကြဝင်းတစ်ခုကိုယူလိုက်ခဲ့ပြီးတော့အဲဒီကြဝင်းကခလေးတယောက်ကိုပြန်ပေးဆိုရဖြစ်ပြီးကေတင်ရမှာဖြစ်တဲ့အတွက်ကြောင့်လူရှာဖို့အတွက်ကတော့တာရော့ဆရာကြီးရဲ့အားသာချက်ပဲလို့ပြောခဲ့ပြီးတော့ခလေးလေးကြဝဲအဝတ်ကိုပေးလိုက်ပါတယ်။ ခေလင်းကတော့သူ့ရဲ့တောင်ဝေးကိုဝှေ့ရမ်းခဲ့ကအမြင်ကိုဖွင့်လိုက်ပြီးရင်နောက်ဝိညာဉ်စာအနေနဲ့သူ့ရဲ့စာကိုထိန်းချုပ်လိုက်ပြီးတော့ခလီလေးကိုတွေ့သွားခဲ့တဲ့ကြောင့်အဲဒီရှိရဲ့နေရာကိုမောင်းခိုင်းလိုက်ပါတယ်အထက်ရောက်တဲ့အချိန်မှာတော့ကေလင်ကလည်းသူ့ရဲ့ဝိညာဉ်စာကိုထိုက်ပွင့်ချလိုက်ကပြန်ပွေးစင်းနေတဲ့သူကမှားပစ်ဆောင်ပြောလိုက်တဲ့အတွက်ကြောင့်လီယိုနက်ကလည်းရှယ်ကိုဝန်ချမ်းပေးခဲ့ပါတယ်။လီယိုနက်ကတော့သူ့ရဲ့တိုက်ကွက်တွေနဲ့ရှယ်ပလန်နဲ့ကြိတ်ခဲ့ပြီးရင်နောက်မှာကတော့သူတို့နေကောင်တော့နှစ်ကောင်လုံးပေါင်းစည်းသွားခဲ့ကနတ်ဆိုးဖြစ်ကိုရောက်ရှိသွားခဲ့ပါတယ်။ လီယိုနဲ့တိုက်ခိုက်တာတွေကိုစတိုက်ကိုခြောက်မြင်ပြီးတော့ရှဲချန်နေတာကြောင့်လီယိုနဲ့ကိုမတိုက်ခိုက်နိုင်တဲ့အတွက်ကြောင့်ခေလင်စီကိုတန်းတန်းမတ်မတ်ကြီးပြေးသွားပြီးကြိုက်ဖို့လုပ်ခဲ့ပါတယ်။ကယ်လင်ကပါတနနေ့ပြစ်လိုက်တာကြောင့်နက်ဆိုးကောင်ကလည်းအဝေးကိုထွက်ပြေးသွားတဲ့အချိန်မှာလီယိုနက်ကတော့လောဝါကိုအလိုမပေးဘဲနဲ့နေရာတစ်ခုကိုခေါ်သွားခဲ့ပါတယ်။သူရဲ့နေမြေထဲမှာရှေ့ပလန်နဲ့တက်ပေးလိုက်တာကြောင့်အထက်ကနက်ဆိုးကောင်လည်းရှေ့ရပါမကြံအစနာပါပျောက်သွားခဲ့ပြီးတော့အောက်ကိုအပုံလိုက်ချလာခဲ့ပါတယ်။ ခေရင်ရဲ့အတိတ်တွေထဲမှာပြန်စင်းစားကြည့်တဲ့အချိန်ခေရင်တရားကတော့ဒီနေရာကသူရောက်ဖူးတဲ့နေရာဆိုတာတော့ပြန်မှန်းမိခဲ့ပါရင်လီယိုနက်ကလည်းဒီလောက်ကြမ်းတဲ့ကောင်ကြီးကိုမင်းရဲ့ပထမမစ်ရှင်မှာတွေ့ခွင့်ရတာကအရန်ဟုကံကောင်းကြောင်းပြောခဲ့ပြီးတော့ဒီနက်ဆိုးတွေကတာလွန်သူတွေဖြစ်ကြအောင်လည်းပြောပြပါရင်ကယ်လင်းကတော့မူမမှန်တဲ့တကားတစ်ခုကိုတွေ့လိုက်ရတာကြောင့်ဖွင့်ကြည့်လိုက်တဲ့အချိန်ထူးဆန်းတဲ့မန်းစုစာအုပ်ကိုတွေ့လာတဲ့တပြိုင်တည်းတည်းကြာရောက်ကပ်ပေါ်ကိုရောက်သွားခဲ့တာနဲ့အရင်ဆက်ပြင်မဲဆိုတာစောင့်ကြည့်နေခဲ့ကြပါတယ်